ဒေါအောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကိုလိုက်ပါတရင်ယူနေတဲ့ကိုကောင်းထက်ကျော်ကိုကျွန်တော်အစီအစဉ်မှာပြန်ပြီးတင်ဆက်ဖို့အတွက်ကျွန်တော် connection ပြန်ရပါပြီကိုကောင်းထက်ကျော်ရေဒေါအောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အခြေအနေလို့တစ်ချက်လောက်ပြောပြပါအောင်ဗျာတောင်ကူလက်ရှိသွားနေတယ်ပေါ့နော်တောင်ကူသွားရဲ့လမ်းတစ်လျှောက်မှာလည်းကျိုးတိုကြတယ်ပြီးဒီအခုလက်ရှိအခုနောက်ဆုံးရောက်နေတဲ့နေရာတော့ဒိုင်ဦးမြို့မှာပေါ့နော်ဒိုင်ဦးမြို့မှာလည်းဒီလူလူနဲ့တွေ့ပြီးတော့ဟောပြောပွဲလုပ်ပြီးတော့အခုဒိုင်ဦးမြို့ကနေပြီးတော့ဆက်လက်ဖောက်ခွာသွားပါပြီခင်ဗျာ โอเคအဲ့တော့လူတို့နဲ့တွေ့တဲ့အချိန်မှာရောသူကဘာတွေထူးထူးခြားခြားပြောသွားတာရှိလဲဗျဟုတ်ကဲ့အခုသူမျိုးတိုင်းမှာပေါ့နော်ဒီပထမဦးဆုံးဦးစားပေးပြောသွားတာတရားတော့အခုလက်ရှိမြန်မာနိုင်ငံမှာလက်တလောဖြစ်ပေါ်နေတဲ့ရေကြီးနေတဲ့ဒေသတွေကရေပေးတဲ့ပြည်သူတွေကိုအေးအတတ်နိုင်လို့ပေါ့နော်ပြည်သူလူတို့ကဝိုင်းအောင်ပြီးတော့ကုညီကယ်တယ်ဖို့ရဲ့ပြောဒီအနေနဲ့ပြောရတာကတော့ဒီရွေးကောက်ဝယ်နဲ့ပတ်သက်ပြီးပြောတာတွေမှာအန်တရီ90လောက်စည်ရင်မှာ ဟိုတချို့လူတွေကပေါ့နော်လူလူမြောင်မန်းထားတာမဟုတ်ဘဲနဲ့မပါဝင်ဘဲနဲ့ရေကောက်ပဲဥပဒေအတိုင်းဒီမြန်မာနိုင်ငံက10နှစ်ဇက်တိုက်မြန်မာနိုင်ငံက10နှစ်ဇက်တိုက်နေထိုင်သူတွေမဟုတ်တဲ့အတွက်ကြောင့်မလို့တချို့လူတွေကမပါဘူးလို့ဒေါက်ဆန်းသူကြလူလူကိုဒီမျိုးတိုင်းမျိုးတိုင်းဟော်ပီတယ်နေရာမှာရှင်းပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုကောင်းတက်ကြော်ရင်ဆက်လက်ပြီးတော့သတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာ